PN Story မြန်မာ channel လေးကနေပြန်လည်ကြိုဆိုပါရစေ။ဆရာအခဆိုရေးသားထားတဲ့ပညာတဲ့ဖွာဆောင်နဲ့နောက်ဖွာခံရသူစာစဉ်တော့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ channel လေးကို subscribe လေးနဲ့ဘေးကနှုတ်တင်ပဲလေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါရစေဗျာ။နောက်ဖက်တယ်ဆိုတာကိုလူတွေခဏခဏပြောကြတယ်ဗျ။ဒါပေမဲ့တကယ်ကြုံခဲ့လားဆိုရင်တော့မကြုံမှုကြဘူးလို့ပြောလိမ့်မယ်။ဒါပေမဲ့ ကျုပ်ကတော့နောက်ဖက်တော်ကိုကိုယ်တိုင်ဂျုံတွေ့ခဲ့ရတဲ့သူဗျဒီအကြောင်းလေးကိုခင်ဗျားတို့သိအောင်ကျုပ်ပြောပြခြင်းနဲ့အဲ့ဒီတုန်းကလည်းကျုပ်ကစနစ်သာလောက်ပါပဲအဖကကျုပ်ကိုရှင်ပြုတ်ပေးခြင်းနဲ့ဒါပေမဲ့မတတ်နိုင်ဘူးပေါ့အဖချမ်းကလင်းကားရဲ့ကားလောက်ကျဲတယ်ခြံထဲမှာတီးပင်စားပွင့်တွေအစုံဆိုင်ပြီးတော့အဲ့ဒီကထွက်တဲ့တီးနှံတွေကိုဘရုစင်းမှာတက်ရောင်းတယ် ြောရရင်ဈေးတယ်ပေါ့ဗျာရှင်းရရတဲ့ငွေဟာကျုပ်တို့မြည်ဖွားအတွက်စားလောက်ပေးမဲ့အလှူတန်းလုပ်ဖို့ရှင်းပြဖို့လောက်အထိစူမီဆောင်မီမရှိဘူးပေါ့ဗျာကျုပ်ကိုရှင်းပြဝင်မဲ့ဆိုပြီးပတ်စံကလေးဆူထားလိုက်ကျမရဲ့ကိစ္စဖြစ်လို့ဂုံသွားလိုက်နောက်တစ်ခါပတ်စံဆူလိုက်အချောင်းတစ်ခုနဲ့ဂုံသွားလိုက်ဆိုတာကြီးပဲဗျနောက်ဆုံးတော့အဖားဆော့ကထုတ်မေးရတယ်ကရင်မရဲ့နင့်မီကို ရှင်မပြုတ်ပေးဘူးလားတဲ့ဒီရွယ်ဆိုတင်ငန်းနိုင်တပိတ်နိုင်နေပြီတဲ့အဖကတော့ပြုတ်ပေးချင်တာပေါ့ဒါပေမဲ့အလှလို့ဖို့စူမီဆောင်မီမရှိသေးဘူးတင်ငန်းပေးခဲ့ရကိုလည်းမတတ်နိုင်သေးဘူးအဖဆော့ကတင်ငန်းတွေဘာတွေသူလူကမယ်အလှအတွက်လည်းသူဆိုင်ထုတ်ပေးပါမယ်ငလင်းကလေးကိုရှင်ပြုတ်ပေးလိုက်ပါလို့ထုတ်ပြောရှာတယ်အဖဆိုရင်တော်တော်ပြောသွားတာဗျာ ကျုပ်ဆိုရင်ဘာပြောကောင်းမလဲဗျာအဖဆောကိုဖတ်ဖတ်ပြီးနမ်းပြစ်ထဲလိုက်တာအခုခက်ကလေးတွေကတော့ရှင်ပြူတာဘာညာကိုစိတ်တွေတိတ်ထားမှတော့မဟုတ်ပေမဲ့ကျုပ်တို့တုံးကတော့ဒီကောင်ရှင်မပြူရသေးဘူးဆိုရင်မျက်နှာငယ်ရတယ်ဗျရုပ်ကြကလေးဆိုတာရှင်ပြူပြီးမှဖွာလာတယ်လို့ပြောကြသေးတယ်ကြောင်းတက်ရင်ရွေးသူတွေကြီးတက်ရတာဆိုတော့ဂျန်တဲ့ငယ်ချင်းတွေကကျုပ်အခုလို့ ညှက်စိကလေးဖြစ်နေရာရှင်မပြူရသေးလို့ဆိုပြီးဝိုင်းပြောတယ်ကျုပ်လည်းဘေးခဲ့ခြင်းမလဲဗျာမင်းတို့အထာနေစမ်းပါငါရှင်ပြူရင်မင်းတို့လိုဂုံမှုမရှိပဲမြင်းစီပြီးရှင်လောင်းလဲမှာကွာလို့ဒီကောင်းနေမခံချင်အောင်ပြန်ပြောထဲရတယ်အခုတော့အဖွားဆော့ကကျုပ်ကိုရှင်ပြူပေးမဲ့တယ်ဗျာကျုပ်တို့ဖလိုရမှာဖုံးချောင်းငါးချောင်းရှိတယ်ညရတဲ့ကြောင်းမဲရဲ့ဆိုရင်အဖွားကကျုပ်ကို ရွှေပြည်အေးဖုံးရင်ကျောင်းတိုင်းကိုခေါ်တဲ့ဖုံးရင်ကျောင်းမှာအပ်ပေးထားတယ်။အဟွာနဲ့ဦးစင်းတွေကလည်းရင်းနှီးနေတယ်ဆိုတော့ပြောရရင် ဖုံးရင်ကျောင်းသားလောက်ခံနေဆိုပါတော့ဗျာ။မနက်ခင်ဦးစင်းတွေအာယုံစွန်းစားပြီးလောက်တာနဲ့ကျုပ်တို့လူကျောင်းသားလေးတွေကဖုံးရင်ကျောင်းသွားတက်ရတာပါပဲ။ပြီးရင်ဦးစင်းတွေရွာထဲဆုံးရင်ကြွားတဲ့အခါလောက်ကန်ကူညီပေးရတယ်။ဦးစင်းတွေစွန်းစားပြီးတာနဲ့ ဂျန်နဲ့စွန်ဂျန်တွေကိုကျောက်တို့ចောင်းသားလေးတွေစားတော့ကြပြီးရင်ဥစင်းတွေကကျောက်တို့ကိုဖះစားတွေတင်ပေးကြတယ်ကျောက်ကရှင်းနှစ်ကိုရင်ဝတော်မှာဆိုတော့တင်ငန်းတောင်းတာတွေပါတွေကျိုးဝေးတင်ထားပေးတယ်ပေါ့ညနေကျရင်တော့ရွာရဲပြန်အဲ့ဒါကတော့အိမ်မပြန်အိပေါ့ကျောက်လူចောင်းသားလေးတွေက300လောက်ပဲရှိပါတယ်တကယ်တော့ကျောက်အိယာထာနောက်ကျသွားတယ်ဗျာ နောက်ကျနေပြီဆိုတာတိတိချင်းပဲမျက်နှာတက်ပြီးဖုံးเจ้าကိုပြေးရတော့တယ်ကျောက်ရတော့ဦးစင်းတွေကဆုံးငံထွက်ဖို့တောင်ပြင်ဆင်နေကြပြီဒါနဲ့ပဲဦးစင်းတွေနဲ့အတူတူဆုံးငံထွက်ရတယ်တမနဲ့လုံးဘာမှမစားရသေးတဲ့အပြင်အခုရွာကိုပတ်ပြီးဆုံးငံလိုက်ရတာဆိုတော့ဘိုက်တွေကတကူကူနဲ့ဆာလာတယ်ဗျကျုပ်တို့ရွာတီနေပုံကလည်းအရှိနဲ့အနောက်ရွာနဲ့ရှိကြီးဆိုတော့တွားရတာလဲ တံမြောတခေါ်ကြီးပါပဲအဲ့ဒီလိုစွန့်ငံထွက်ရင်ရွာထဲရောက်တော့ဘိမုတ်တဲ့အတော်ကြီးကကျုပ်ကိုခေါ်ပြီးဘိမုတ်တုံးခုလှူလိုက်တယ်ဗျဒီလိုလှူတာကိုလည်းချုပ်တယောက်လည်းတည်တာစွန့်ငံထွက်ရင်ဦးစင်းတွေကအရှိကနေအတန်းလိုက်ကြွပြီးအလှခံတယ်ထမင်းတွေဟင်းချိုက်တွေကိုကျုပ်တို့လို အနောက်ကလိုက်တဲ့ကျောင်းသားလေးတွေကလှည့်ထည့်ပြီးယူရတယ်လှူတာကင်တာနှေးတဲ့လူနဲ့တွေ့ရင်တော့ ကျောင်းသားလေးတွေအနောက်မှာပြက်ပြီးကြံနေကြတာဗျ။နောက်တော့မှဦးစင်းတွေအနောက်ကိုပြေးလိုက်ပေါ့။အဲ့ဒီနေကလည်းအတလို့ပဲဗျ။ဦးစင်းတွေနဲ့တခြားကျောင်းသားလေးတွေကခက်လန်လန်ကိုရောက်နေပြီ။ကျုပ်တယောက်လည်းပဲအနောက်မှာပြက်ကြံနေကြတာ။ဘိမုတ်တဲ့ကြီးကလည်းဘာစိတ်ကူပေါ့တယ်မသိပါဘူးဗျာ။အရှိကဦးစင်းတွေဖြတ်တော့မလို့ပဲ။ကျုပ်ကိုအခုမှလမ်းလှူတာဗျ။ကျုပ်ကဖိုက်ဆာနေတဲ့ကောင်ဆိုတော့မတွေ့တဲ့အသွေး တွေးလိုက်မိတယ်ငယ်ကလည်းငယ်သေးတာကိုဗျာဒီဖိမုတ်တွေလှူလိုက်တာကိုဘယ်သူမှမသိဘူးဒီတော့ဘယ်သူမှမပြောဘဲငါတယောက်တည်းဖွဲ့စားမယ်ဆိုပြီးတော့ကြွကြအိမ်နဲ့ထုတ်ထားတဲ့ဖိမုတ်၃ချက်ကိုကပုံစားတဲ့ထည့်ပြီးဖွဲ့ထားလိုက်တယ်ကပုံစားကလည်းကြည်တယ်ဗျဆုံးခံလိုက်ရင်ပဆုတွတ်တူဝတာဆိုတော့ကပုံစားကအဖို့မှအတော်ထွက်နေတယ်မဟုတ်လားဖိမုတ်ကလည်းတိတ်မကြည့်ပါဘူးဗျာ လောက်တဝါလောက်ရှိတာဆိုတော့ဖတ်ရပြရတာအတော်ပဲပေါ့ဒီလိုနဲ့ဘသူမှမပြောပဲဆုံးငယ်ဆက်လိုက်လာခဲ့တယ်။ဘိုင်ကလည်းစားကပောင်စားတွေကမြေပဲတွေအုံဒီဆန်တွေဖြူထားတဲ့ဘဲမုပ်ပူပူကိုလည်းတိတ်စားခြင်းနေတာပေါ့ကျုပ်ဖြစ်ကျောင်းဝင်သာအမြန်ဆုံးရောက်အောင်ပြန်ပြေးလိုက်ခြင်းနေဗျာဆုံးငယ်ကလည်းအပြန်ကြတော့ကျုပ်ကအမောဖြစ်တယ်လို့ဘာလို့လို့နဲ့အခြားကျောင်းသားတွေအလင်းမှာ ဒါသနာဘိမှန်ကြီးစီကိုထွက်လာခဲ့လိုက်တယ်ဒါသနာဘိမှန်ကတုံးနဲ့ရှိတယ်ဗျဘုံကြောင်ထဲမှာဆောက်တာတယ်တုံးတန်ရုံဆိုရင်တောက်ခတ်ထားတာများတယ်ဗျအလှပွဲတွေဖားတွေရှိမှဒါသနာဘိမှန်ကိုဖွင့်ပြီးလှုပ်ကြတာမျိုးကျုပ်ဒါသနာဘိမှန်စီကိုလာခဲ့ရတာကအဲ့ဒီမှာလူရှင်းတယ်ဗျဒါသနာဘိမှန်အောက်ဆုံးထပ်မှာဆောက်လို့ရပစ္စည်းတွေအလူတန်းလို့ရင်တုံးတဲ့ ်တင်မုန်းကြီးတွေနဲ့ပစ္စည်းပစ္စယာတွေထည့်ထားတယ်မသိရင်စတိုကန်လိုပဲဗျာမောင်ကလည်းမောင်နေတယ်ချုပ်ကလည်းအကျဉ်သမားဆိုတော့ရေဘူးကလေးတဘူးယူပြီးဖိမှန်အောက်ကိုဝင်လာခဲ့တယ်တင်မုန်းကြီးတွေအနားမှာထိုင်လဲရင်ဘဲမုတ်တွေကိုထုတ်စားလိုက်တယ်ငတ်နေလို့လားမသိဘူးစားလို့ကောင်းချက်ပဲဗျာသုံးရက်စလုံးစားပြီးရေတဝတောက်ချထည့်လိုက်တာဘိုက်ကိုကားနေရောပဲဗျာမောကလည်းမော ဖိုင်းကလည်းအင့်သွားပြီဆိုတော့မျက်လုံးလေးကမေ့စင်းကြတာတည်းဗျစွန်းစားခြင်းမတိုင်ခင်အထိတမေးလာတော့မေးလိုက်အောင်မဆိုပြီးမေးလိုက်မိတယ်ကျုံမေးနေရင်ကျုံနာထဲမှာခြေတန်းရင်ကြားရတယ်တစ်ချက်ချက်နဲ့ရှောက်လာတဲ့ခြေတန်းကကျုံနာမှာရက်သွားတယ်အစားကတော့ဥစဉ်တစ်ပါးပါလာတဲ့ထင်းတယ်ဗျအဲ့ဒီလူကကျုပ်ကိုလှုပ်နှုတ်လိုက်တော့မှကျုပ်လက်နှုတ်သွားမိတယ်တည်တည်ချာချာကြည့်လိုက်တော့ ဒီလူကကရင်ကြီးတယောက်ဖြစ်နေတယ်အဖေါ်ကကရင်အင်းကြီးဝပြီးအောက်ပိုင်းကလည်းကရင်ပစိုးတထဲကိုခတ်တွတ်တူဝတ်ထားသေးတယ်ဝါဝါဖိုင်ဖိုင်နဲ့လူကြီးတယောက်ပေါ့ဗျာဟေးကောင်းလေးထဆန်းမင်းဒီမှာဘာဖြစ်လို့လာအိတ်နေတာလဲကျုပ်ဘာပြန်ပြောရမှမသိဘူးဗျဒီလူကြီးကလာငားနေလိုက်ခဲ့အဲ့ဒါလို့ဆိုပြီး အစိကနေဥဆောင်လိုက်သွားတယ်။သူခေါ်တာဆိုတော့ကျုပ်လည်းအနောက်ကနေလိုက်သွားမိတယ်ဗျ။လိုက်သွားရင်လည်းသာသနာပိမှန်တဲကတော်တော်လှလှရောက်တော့အရှင်မကရင်ရွာကြီးတွေ့ရအောင်တွေ့လိုက်ရတယ်ဗျ။ဘာဖြစ်လို့ကရင်ရွာလို့ပြောရသလဲဆိုရင်ရွာထဲမှာစောက်ထားတဲ့အိမ်တွေကခရင်အိမ်ပုံစံတွေကြီးပဲ။ရွာထဲသွားလာနေကြတဲ့လူတွေအကုန်လုံးကလည်းကရင်ရိုးရာတင်တိုင်းအင်းကြီးတွေ ပစုထမင်းတွေဝလို့ဗျကျုပ်အနောက်ကိုလှည့်ကြည့်လိုက်တော့သာသနာဘိမ့်မှန်လည်းမရှိတော့သလိုကျုပ်တို့ရွာကလေးလည်းမရှိတော့ဘူးကျုပ်ဘလို့မကိုမစင်စားတတ်တော့ပါဘူးဗျာဒီအချိန်ထိကရင်ကြီးအနောက်ကိုလှဲ့နေမိတော့မဲဗျခက်လက်လန်းရောက်တော့ဆန်းချောင်းကလေးတစ်ခုကိုတွေ့ရတယ်ဆန်းချောင်းကလေးကတိတ်မကျေဘူးဗျရေအနက်ကလည်းခါလက်လာပဲရှိမှာဆန်းချောင်းဟိုဘက်ဒီဘက်ကိုဝါးသားလေးတစ်ခုထိုးထားတယ် ခြေနေအဖြစ်ဝဘိုးဝါသုံးလုံးလောက်ကိုတန်းစီပြီးခင်းထားတာဗျဟိုလူကြီးကဝါတရားကိုဖြတ်ချသွားတာနဲ့ကြုတ်လဲလိုက်ပြတ်ထဲလိုက်တာတရားကလေးကခနှောက်ကနဲ့ဆိုတော့နင်းလိုက်တိုင်းတကြွကြွနဲ့ဣကျသွားလိုက်တာလူတကူလုံးတရားဘော့ကတွေ့ကြသွားမှကြောက်နေရတယ်တရားကိုလည်းဖြတ်ပြီးရောချုပ်တကူလုံးစောင်းနှင်းကြီးရောက်သွားတယ်လို့ချမ်းစိတ်တက်သွားတယ်ဗျာ အချိန်ကလည်းညနေဆောင်လို့အချိန်မျိုးဟုတ်ဗျတရားကိုကူးပြီးတော့မှကင်းရွာကြီးကထထင်ချက်ချာပေါ်လာတာဗျရွာမှာရှိတဲ့လူတွေကလည်းဝတ်ကောင်စားလာတွေဝတ်ပြီးသွားလာနေကြတယ်ကျုပ်ကမြင်တော့အထူးဆန်းနဲ့နှုတ်ဆက်ကြတယ်ကျုပ်ကခေါ်လာတဲ့ကရင်ကြီးကိုလည်းကျုပ်အကြောင်းတွေမေးတယ်ဗျမေးတာကလည်းကရင်လိုမေးတာပါကျုပ်ကလည်းကရင်လိုနည်းနည်းပါးပါးတက်တယ်ဆိုတော့ သူတို့ဘာပြောနေလဲဆိုတာသိနေတယ်။ကျုပ်ကိုရွာထဲမှာအိနေတာတွေ့လို့ခေါ်လာခဲ့တယ်လို့ပြောတယ်။ကျုပ်စိတ်ထဲမှာတော့ငါကသာသနာ့ဘိမှထဲမှာအိနေတာပါ။ဘလို့လို့ကိရင်ရွာထဲရောက်တော်လဲဆိုပြီးအံ့ဩနေမိတယ်။ကျုပ်ကိရင်လုံတက်တာအဖွားကြောက်ဗျ။အဖွားကကိရင်တော့မဟုတ်ဘူး။ဒါပေမဲ့ဂျပန်ခင်မှာငွေရည်ရည်နဲ့မိဘတွေဆုံးသွားတော့ကိရင်မကြီးတယောက်ကအဖွားကို ငွေစားလိုက်တာဗျအဖကအရက်ပူပူအသားပြူပြူနေဆိုတော့ခင်မနဲ့တူတယ်အဖကိုယောဂလူတွေကမကင်မလို့ပဲခေါ်ကြတာများတယ်ကျုပ်ကအဖေမိတက်ဆိုင်ရင်အဖလက်မှာကြီးပြင်းလာခဲ့ရတဲ့လူဆိုတော့အဖပြောတဲ့ခင်စကားတွေကြားရင်တော်တော်တန်ပြောတတ်တယ်နားလေတာကတော့လုံးစိပက်စိညီပါနားလေတယ်ပေါ့ဗျာအခုလေကရင်ကြီးတွေက ခရင်လိုပြောနေကြတာကိုချုပ်အကုန်နားလည်နေတယ်။သူတို့ပြောအရာဆိုရင်ရွာမှာပြောဝဲရှင်တွေတခု လုံးနေကြတယ်ဆိုပဲ။ဟုတ်တော့ဟုတ်တော့လေ။ဒါကြောင့်လဲရွာသူရွာသားတွေကခိုးခေါင်ဆားလာတွေဝုတ်ပြီးရွာလေးကိုတောင်းနေကြတာပေါ့။ချုပ်ကလည်းခရင်ကြီးကရွာလေးကိုခေါ်သွားတယ်။သူပြောတာကတခင်မဆိုလားအရှင်မဆိုလားအဲ့ဒါနဲ့သွားတွေ့ပြီးမဲ့လေဗျာ။ ခင်ရိုးဆောင်တွေဝတ်ထားပြီးမှကျုပ်တို့မြင်ဘူးသလိုပန်းပွားတွေဘားတွေနဲ့လှလှပပတော့မဟုတ်ဘူးဗျအများအဖြစ်အနီနဲ့ဆင်းတွေကျွတ်တွေရောအဆင်းပါတဲ့အင်ကြီးရိုးရိုးတွေဝတ်ထားကြတာမင်းကလေးတွေကရွှေတွေတိတ်မောပဲငွေနဲ့လှုပ်ထားတဲ့အထည်တွေကြီးနဲ့လှုပ်ထားတဲ့အထည်တွေကိုဝတ်ထားကြတယ်ရွာကြီးကတော်တော်ကြီးကြီးပဲဗျမျိုးကလေးညီမဖြစ်နေတဲ့ကျုပ်တို့ရွာထက်တောင်မှပိုကြီးသေးတယ်ထင်တယ် ရှာလေလမ်းအတိုင်းရှောက်လာရင်တဖြည်းဖြည်းနဲ့လူဟာပို့ပို့များလာတယ်။ရှာလေအနာရောက်တော့ကြောက်တာနဲ့ထူတာတဲ့ကျွေးယုံကြီးနှစ်ယောက်က လမ်းမီးဝဲရမှာရှိနေတယ်။ကျွေးယုံကြီးတွေကအတဝင်လိုက်တာဗျာ။ကျုပ်ဝုန်းငနေနဲ့လှမ်းမြင့်လိုက်တုန်းကတကယ်ကျွေးကြီးတွေလိုထင်နေမိတာဗျ။ကြီးတာကတော့အိမ်နှလုံးစာလောက်ရှိတယ်။ကျုပ်ကတော့ခလီပီပီဒီရွာကိုကျွေးနှက်ကောင်ရွာလို့ ရှေ့တွေကနေနမဲပေးလိုက်မိတယ်ဗျချေယုတ်ကြီးတို့ဖြတ်သွားပြီးတဲ့အခါကွင်းမြင့်ကြီးကြီးတခုစီရောက်သွားတယ်အဒီကွင်းမြင့်ကြီးထဲမှာလူတွေကို မနေဘူးပြုတ်ကွင်းရဲ့လဲမှာမိဘုံကြီးတုံရှိတယ်မိဘုံကြီးကလည်းကြီးလိုက်တာအင်ကြီးနှလုံးနီးပါးရှိတယ်ဗျမိဘုံဘေးနားမှာတော့အဖြူအောင်ဝတ်ထားတဲ့မိန်းကလေးတွေကကကုန်နေကြတယ်ဆိုင်းတွေဘုံတွေတီးတန့်တွေကလည်းညံ့နေတာပြုတ် လူတွေကြားထဲကျုပ်ကိုခေါ်သွားရင်းနဲ့နောက်ဆုံးမိဘုံကြီးရဲ့မြောက်ဘက်လောက်မှာရှိတဲ့တဲနန်ကြီးတို့ခုတဲ့ခေါ်သွားပါရောတဲနန်ကြီးကိုဝက်ကက်တွေကထားတယ်တချို့နေရာမှာငပြောပင်တွေကိုအပင်လိုက်ဆိုင်ထားတယ်ငပြောပင်တွေကအတီးတွေအခိုင်တွေနဲ့ပြတနေရာမှာတော့ဂျမ်ပင်တွေကိုခြံစည်းရိုးကြီးလိုဖြစ်အောင်ဆိုင်ထားသေးတယ်အရာတွေဖြတ်ရပြီးတော့တဲပြူပြူတွေခင်းထားတဲ့ ခွင်ပြုလို့ဟာကြီးတဲ့ရောက်သွားတယ်။အဲ့ဒီမှာတိတ္တာတွေနဲ့နန်းတော်ပုံစံအသေးစားဆောက်ထားပြီးအရှိဘမှာမင်းကလေးတွေထိုင်နေကြတယ်။တလန်လုံးရှောက်လာတဲ့ကရင်ကြီးကမင်းကလေးတွေရှေ့ရောက်မှရက်သွားတော့တယ်။တင်နိုင်အင်ကြီးအဖြူကြီးဝတ်ထားပြီးခေါင်းမှာငွေနဲ့လောက်ထားတဲ့တရဖူးလုံးလုံးချွွွန်တက်တက်အရာကြီးဆောင်းထားတဲ့မင်းကလေးတယောက်ရဲ့အစီမှာကရင်ကြီးကဒူးတုတ်ပြီးထိုင်ချလာတယ်။အဲ့ဒါ အရှင်မဆုတာပဲဖြစ်မယ်။ကရင်ကြီးကကျုပ်ကို တွေ့တဲ့အချိန်ရိုတတီကိုပြောနေတာဗျ။အဲ့ဒီအရှင်မကတော့ကျုပ်ကိုလှမ်းကြည့်ပြီးအံ့ဩနေတယ်။သူ့ကိုဘယ်လိုတွေ့တာလဲ။ရွာထဲမှာအဲ့နေတာတွေ့လို့ခေါ်လာခဲ့တာပါအရှင်မ။သူကဒုနဲ့မအဆက်ပါဘူး။ဘယ်လိုဖြစ်လို့တွေ့တဲ့လူကိုခေါ်လာရတာလဲ။ကျုံလဲရွာထဲမှာ တွေ့တာနဲ့ ဘာလို့ရမှမသိလို့အရှင်မကြီးခေါ်လာပြတာပါအေးပေါ်လေးသူရောက်တင်လို့ရောက်လာတာပဲသူ့ကိုခေါ်ထားရမှာပေါ့သူတို့ပြောတာတွေကိုကြုတ်တဲ့ပဲဖော်မရဘူးဗျမကြခင် အရှင်မဘိနာက အဖိုးကြီးတယောက်က မတက်ထားရက်လက်ရင်ဟိုလေအရှင်မပွဲစားဖို့အချိန်ရောက်ပါပြီပွဲကိုစတင်ပါတော့အရှင်မက ခေါင်းညိတ်တယ်ဗျာ ကျောက်ကခရင်မဟုတ်ပေမဲ့ခရင်တွေလုပ်တဲ့ပွဲတော်တွေကိုတော့အနေချင်းသိတယ်။အော်ပွဲ၊နှစ်တကူပွဲ၊ကောက်တဲစားပွဲတွေကျုံမှုပေမဲ့အခုသူတို့လုပ်နေတဲ့ပွဲတော်မျိုးတော့တခါမှကိုမမြင်ဘူးဗျ။အရှင်မကကျောက်ကိုသူ့ဘိနာမှာခေါ်ထားလိုက်တယ်။အရှင်မလို့သာခေါ်ပေမဲ့သူ့အသက်ကအလွန်ဆုံးရှိလာ20 25နှစ်လောက်ပဲဗျ။ချောတာကတော့ ော်တော်ချေချော့ဗျာအသားရည်ကလည်းဝင်းဣနေတာပဲထထမူးတို့နန်းနာလိုက်လို့လှတယ်ဆိုတာဒီအရှင်မကိုဘယ်မိမလဲဗျာနတ်မောင်နေတဲ့သပင်ကြီးတွေကဒုခောက်ွေလောက်ရှိမယ်ထင်တယ်ဗျအဲ့ဒီတုန်းကကျုပ်ကကလေးဆိုတော့ဘာသိမလဲဗျာဒီမကြီးတတော်လှတယ်ပေါ့ကျုပ်တခုထူးဆန်းနေတာရှိတယ်ဗျအဲ့ဒါကတော့ဒီမကြီးကအတတ်ငယ်ပေမဲ့ သူ့အနာကလူတွေကြီးလိုက်ရင် အဖိုးကြီးအဖွားကြီးတွေကြီးပဲဗျဒီအဖိုးကြီးဒီအဖွားကြီးတွေကဒီအရှင်မကိုရိုးရိုးတည်တည်ဆက်ဆံကြတယ်တချို့ဆိုရင်လက်အုပ်တွေဘာတွေချီနေသေးတယ်ဗျပွဲစားမယ်လဲဆိုရောချွေချူကြီးတွေကိုတပူပူနဲ့မှုတ်ကြတယ်ဖာစီကြီးကိုလည်းတရင်နေတီးပြန်တယ်အရှင်မနဲ့တခြားလူကြီးတွေက ုံကမှုကလေးတစ်ခုပေါ်ကိုတက်လိုက်ကြတယ်။ဂုံပေါ်ကနေကြည့်ရင်အောက်ကကွင်းကြီးရဲ့မိဘုံကြီးရဲ့ကိုအတိုင်းသားမြင်ရတယ်။ကွင်းကြီးထဲမှာလူတွေကိုပြတ်သိမ့်နေတာပါပဲဗျာ။အဖြူရောင်ဝတ်ထားတဲ့လူတွေကအဖြူရောင်ချင်းစုဝေးနေပြီး အနီရောင်ဝတ်တဲ့လူတွေကတဆူအနံရောင်ဝတ်ထားတဲ့သူတွေကတဆူကြည်ရတာလှတာလှနေပါသေးတယ်ဗျာ။အရှင်မကမတ်တက်ထားရပြီးတော့မိဘုံကြီးတွေကို မိဘစားလိုလိုအလင်းလုံးကြီးနဲ့ပြစ်ထည့်လိုက်တာမိဘုံကြီးကဟုံးကနေထားတော့ပြီးပောင့်ဝင်ချင်းတစ်ခွင်းလုံးလင်းထိန်သွားတော့တယ်မိဘုံကြီးကမိတောက်မိလန့်ကြီးတွေကလည်းထန်တဲ့ဖျားလောက်အထီကိုမိလန့်နေထိုးတက်နေပါရောပြီးရတဲ့လူတွေက ပုံစံမျိုးစုံနဲ့ကားခုန်ကြတယ်ခွင်းထဲရှိသမျှလူတွေအခုန်ကားတာဗျာသူတို့ကိုကြည့်နေတဲ့ကြောက်တော်မှတဖြည်းဖြည်းချင်း ခကျင်လာတယ်။ဘေးနာကြည့်လိုက်တော့လေအကုန်လုံးကတယောက်တစ်မျိုးစီကိုင်းနေအောင်ကနေကြတာဗျ။ဒီမုံနေကြတဲ့ဒေသန်တွေကလည်းစိတ်ကိုညှို့ကြစေတယ်ဗျ။အားလုံးကခုံနေကြတာဆိုတော့နောက်ဆုံးကျုပ်ပါဝင်ပြီးကခုံနေမိတယ်။မိဘုံကြီးဘေးမှာကခုံနေရင်တဖြည်းဖြည်းနဲ့ညှိနှက်လာတယ်ဗျ။ဒါကောင်တော့အယောင်မှာတော့ကခုံနေတာတွေကိုရက်လိုက်ကြတယ်။ အရှင်မကနေပြီးဇလုံတစ်ခုလိုအရာတစ်ခုကိုယူလိုက်တယ်ဗျဇလုံဆိုပေမဲ့ကြွေတွေဖန်တွေနဲ့လှုပ်ထားတာမဟုတ်ဘူးအုံမခွက်လိုအရာမျိုးနဲ့လှုပ်ထားတာအရွယ်စားကဘလုံးတစ်လုံးစားလာရှိမယ်တကယ်လို့ဓာကြီးတာအုံမခွက်ဆိုရင်အုံဒီကြီးကလည်းတော်တော်ကြီးမဲ့ပုံပဲလို့တွေးမိတယ်အရှင်မကအဲ့ဒီခွက်တွေကိုဗဇက်တွေကအယူတွေအန်ချလိုက်တယ် အရေတွေကနို့တွေလိုဖြူဖြူကြီးပြအဲ့ဒီအရေတွေကိုဘေးနားကအဖာကြီးကိုပေးလိုက်တော့အဖာကြီးကအရေကိုအာဆွတ်တယ်ဆူယုံလေးတောက်ပြီးအဖိုးကြီးတယောက်ကိုလက်စကမ်းလိုက်ပြန်တယ်အဖာကြီးကလည်းအရှင်မအန်ထာရာတွေကိုတောက်တယ်ဗျကျုပ်ဖြစ်ယွန်လိုက်တာပြောမနေပါနဲ့တော့ကျုပ်ကိုအဲ့ဒါကြီးတိုက်မလားဆိုပြီးပြေးဖို့နေမိတယ်ဗျကျုပ်ထင်တဲ့အတိုင်းပါပဲအဖိုးကြီး အဖကြီးတွေကဒီခွက်တွေကအပတ်တွေကိုတောက်ပြီးတော့ကျုပ်စီကိုလှမ်းပေးတယ်။ကျုပ်ကလည်းခရုံရင်နဲ့ယူလိုက်တယ်ဗျ။ခွက်တွေကိုငုံကြည့်လိုက်တော့ခုနကအပတ်အရေးဖြူဖြူတွေကြားတယ်။ခရုခွင်တွေလိုဟာလိုလူမျက်လုံးလိုမျက်လုံးကြီးတွေလည်းပါတယ်။ကြည့်လိုက်တာနဲ့အညီစရာကြီးဗျ။အရှင်မကကျုပ်ကိုအဲ့ဒီအရေးတွေမောတော့ဖို့ပြောတယ်။ကျုပ်တွန်းဆုံနေတဲ့အချိန် ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကတကောက်ကြီးတစ်လက်ကိုဆွဲထုတ်ပြီးကျုပ်ဇဘုံနာမှာအတင့်ထောက်လာလိုက်ပါလေရောဒါမတော့ရင်ဓာတ်ထဲခုံးမယ်ဆိုတဲ့သဘောမျိုးဗျကျုပ်လည်းလူပဲဗျကိုတင်ပါတော့ကြောက်တာပဲကရင်ကြီးရဲ့ဓာတ်ကိုတစ်ချက်လက်ကြည့်လိုက်ရင်ဒီဟာတွေကိုသူတို့တောက်တယ်လို့အာဆွေရုပ်ကလေးတောက်လိုက်မယ်ဆိုပြီးတွေးမိတယ်ခွက်ကိုပါဇက်နာကဲလိုက်တဲ့အချိန်မှာအဝါဆွေရဲ့အတံကိုကြားလိုက်ရတယ်ကျုပ်ရော ဟိုလူတွေရောအကုန်လန့်ဖြတ်သွားတယ်အဖဆောကဘေကနေဘလို့ပေါ်လာမှမသိဘူးသူဝင်ကြတိုင်းရင်မောအင်းကြီးလက်ရှိနဲ့အောက်ကအပွင့်အပြောက်တွေပါတဲ့ထမင်းတထဲကိုဝတ်ထားတယ်အရင်ကအပြင်သွားရင်တောင်ဝင်းကလေးထပြီးသွားရတဲ့အဖဆောကအခုကြတော့တောင်ဝင်းမပါတော့ဘူးဗျအဖဆောရဲ့ခြေထောက်များ ပြန်ကောင်းသွားတာလားလို့တွေးလိုက်မိတယ်အဖဆောက အရှင်ဘကိုကြည့်ပြီးကရင်လိုပြောတာဗျကျုပ်ဘဝမှာအဖွားစောကရင်လိုပြောတာကိုတခါမှမချဘူးမမြင်ဘူးခဲ့ဘူးအဖွားစောကကရင်လည်းမဟုတ်ဘူးလေသူတို့ကဘမစစ်စစ်တွေအခုတော့ဘလို့လုပ်ပြီးကရင်လို ပြောတတ်ပါလေဗျာအဖွားစောကကရင်တွေကြားတဲ့နေပြီးကရင်စကားပြောတတ်ပုံရတယ်ဗျကျုပ်လိုမတီအောင်ရှူထားတာနေမှာလို့တွေးလိုက်မိတယ်အရှင်မက ်အဖားဆုပ်ကိုတည်တယ်ဒီကိုဘာလာလောက်တာလဲဆိုပြီးခရင်ကိုမေးတာဗျအဖားဆုပ်ကချုပ်ကိုလက်ညှိုးထိုးပြီးဒီကလေးကငှက်မိလေးပါအေးဟာသူ့ကိုပြန်လာခေါ်တာပါအေးအရှင်မကဘာမှမပြောခင်ချုပ်ကိုခေါ်လာတဲ့ခရင်ကြီးကအိုးဗျာဒီကောင်လေးကဒီနေရာကိုရောက်တင်လို့ရောက်လာခဲ့တာပဲသူ့ကိုပြန်မပေးနိုင်ဘူးအရှင်မက ကျုပ်ကိုပြန်စင်ရေမုံမရဘူးဗျသူကရှင်းနှစ်ခါကြာရင်ကိုရင်ဝဲရမှာဧငါနဲ့ပြန်လိုက်မှာကိုဖြစ်မှာပါဧမဘေးဘူးဗျမဘေးဘူးဒီဟာကိုရောက်ပြီးတော့မှဒီအတိုင်းပြန်ထွက်တော်လို့မရဘူးအဖဆောကခွန်တကျင်းနေတယ်ဗျအေးလေဒါဖြစ်ရင်လည်းပြီးတာပဲဒီလိုလုပ်ပါလားဒီကောင်လေးကိုနင်တို့ဖန်ထားကြည့်လေနင်တို့ဖန်လို့ရရင် သူတို့စီမှာခေါ်ထားပေါ်ခရင်ကြီးကကျုပ်ကိုအနောက်ကနေတိုက်ဖက်လိုက်တယ်။ဒါပေမဲ့သူ့လက်တော့တော့ခိုင်ခိုင်ကြီးတွေကကျုပ်ကိုမဖက်မိပဲလေကိုဖက်လိုက်ရတယ်လို့ပဲဖြစ်သွားပါလေရော။ခရင်ကြီးကမယုံလို့တော့တစ်ခါထပ်ပတ်ကြည့်တယ်။သူ့လက်တွေကကျုပ်ကိုလုံးကိုဖျက်ချသွားတာဗျ။ခရင်ကြီးကမကျင်တတ်သေးဘူးဗျ။အနောက်ကို ခြေတလန်းနှလန်းဆုပ်ပြီးကျုပ်ကိုပြေးခေါ်တယ်။ သူခေါင်းအုပ်လိုက်တဲ့အချိန်ကျုပ်ကိုလူတယောက်ကဘေးကိုဆွဲရွှေ့လိုက်တယ်လို့ခံစားလိုက်ရပြီးကျုပ်ကဘေးကို၃ဘီ၄ဘီလောက်ရွေးသွားတယ်ခေါင်းအုပ်လိုက်တဲ့ကရင်ကြီးကတော့မြင်းကြီးနဲ့မိတ်ဆက်သားတာပေါ့ဗျာကရင်ကြီးကမကြင်မနဲ့နဲ့လူလဲထပြီးတော့ဘေးနာကလူတွေကို အော်ပြောရင်းကျုပ်ကိုဖမ်းခဲ့ပါလေရောဘေးနာကအဖားကြီးတွေအဖိုးကြီးတွေက ကျုပ်ကိုဝိုင်းဖန်ကြတယ်လူ၁၀ရောင်လောက်ဝိုင်းဖန်တာတောင်မှ ချုပ်ကိုဖမ်းမမိပဲဖြစ်နေတယ်ဗျ။ဟိုလူကဖမ်းလိုက်ဒီဘက်ရောက်လိုက်ဒီလူကဖမ်းလိုက်ဟိုဘက်ရောက်သွားလိုက်နဲ့ချုပ်ကိုလိုက်ဖမ်းတဲ့လူတွေအကုန်အယူကြီးတွေလိုဖြစ်နေကြတော့တာ။နောက်ဆုံးမောလိုက်ပြီးတော့မြေပေါ်ပလက်လန်ကုန်ကြတယ်။အဖဆောင်ကခါထောင်းရင်တို့မောကုန်ကြရင်မဟုတ်လား။ငါပြောတာပဲဒီကလေးကဒီနေရာနဲ့မတန်ပါဘူးဆိုတို့တွေအားလုံး wifi နဲ့ဖမ်းလို့မရပဲတူတူ ငါပဲပြန်ခေါ်သွားမယ်။ကရင်ကြီးကကောင်းထတာပဲ။တောက်ကြီးကိုဆွဲထုတ်လိုက်တယ်။ကရင်မကကရင်ကြီးကိုလက်ကပြလိုက်ပြီ။ထားလိုက်ပါ။သူ့ကိုတွားခွင့်ပေးလိုက်ပါ။အရှင်မကျုပ်တို့စီရောက်ပြီမှာထွက်သွားလို့ဘယ်ရမလဲဗျာ။ဒီလိုထွက်သွားရင်ထုံးစံမှမရှိတာ။အရင်ကမရှိပေမဲ့အခုတော့ရှိပါသေးတော့ခဲအဖားဆောင် သူ့ကိုခေါ်သွားတော့အရှင်မကကျုပ်ကိုကြည့်လိုက်ပြီးကောင်းလေမင်းသားဆိုရင်အဲ့ဒါလိုမလုပ်ပါနဲ့တော့အဖဆောကကျုပ်ပခုံးကိုလက်နဲ့ကိုင်ပြီးရွာလက်တိုင်းပြန်လျှောက်လာခဲ့တယ်ကျုပ်တို့အနောက်မှာလဲခရင်ကြီးကမုန်တတီရုံနဲ့လိုက်ပါလာတယ်အဖဆောကလည်းကျုပ်ကိုအဲ့ဒါလိုမလုပ်ပါနဲ့ဆိုပြီးထပ်ပြောတယ် ဘာကိုမလောက်ခိုင်းရလဲဆိုတာတော့ကျုပ်လည်းအတိအကျမသိတာအမှန်ပဲဗျ။ရွာဝင်းသာအကြာကြီးဆောက်ရတဲ့ထင်ပေမဲ့ရွာထဲကပြန်ထွက်တော့ခဏကလေးပဲဗျ။အဖဆောင်ကကျုပ်စီကနေအရင်သွားတယ်။ရွာဝင်းဝါဒရာကလေးစီရောက်တော့အဖဆောင်ကတရာပေါ်ကနေလှကနေ ဖြတ်သွားပါလေရော။တပတ်ကန်ကနေကျုပ်ကိုလက်လံပြီးကြိုတယ်။အနောက်ဘက်ကလိုက်လာတဲ့ခင်ကြီးကလည်းသူမကူးတော့ပဲ။ ကျုပ်ကိုပဲကူသွားလိုက်ဆိုပြီးပြောတယ်ဗျကျုပ်လည်းဝါတရားကလေးကိုဖျက်ကူလာရင်တရားလေလာရတော့အနောက်ကတရားရောက်သူ့ချရတဲ့သူကိုခံစားရပြီးဆန်းချောင်းကလေးတဲကိုဟုံးကနေပြုတ်ကျသွားတော့တယ်ကျုပ်လည်းပြီးထောက်အမိတယ်ဗျမျက်လုံးဖွင့်ကြည့်လိုက်တော့တတနာပိမံတဲမှာရောက်နေတာကျုပ်ဝိနာမှာရေဘူးကလေးကလည်းလဲလို့ဗျဒါဆိုကျုပ်တွေ့ခဲ့ရတာတွေကအိမ်မက်မက်နေတာဖြစ်မယ် သာသနာပိပံတွေကထွက်လာပြီးကောင်းကင်ကိုကြည့်လိုက်တော့နေ့ကမိုးတော့မတည့်တည်ဘူးပြဆက်တနေလောက်ပဲရှိအောင်မဲ့ထင်တယ်ကျုပ်ခဏကလေးအိပ်ပျော်သွားတဲ့အချိန်မှာအိမ်မက်ရှိကြီးမှတ်နေတယ်လို့ထင်မိတယ်ဒါနဲ့ဖုန်းကြောင်ဘက်ကိုပြန်ပြေးလာခဲ့တယ်ပြတပည့်စီလဲနေတဲ့ဦးစင်းတယောက်ကကျုပ်ကိုကြည့်တော့လန့်သွားတယ်ဟဲ့ကောင်ကလေးမင်းဖေးတွေရှောက်သွားနေတာလဲကွာဦးစင်းကဒေါ်ရတဲ့ကြီးနဲ့អော်တာပါဗျ ကျုပ်ဖြင့်ဥစဉ်ဒီလာဒေါ်လာထွက်သွားလိမ့်မယ်လို့မထင်မိဘူးချောင်းကိုလှူလိုက်တဲ့ဘိမုတ်တွေကိုခိုးစားတာတိတော်ရမများလားလို့ဆူတာလားပေါ့တပည့်တော်ဘေးမှာမတော်ပါဘူးဗျာစွန်းငယ်ပြန်လာရင်မောတာနဲ့တသနာဘိမှန်အောင်မှာသွားအိတ်နေမိတာပါမိမတွေရှောက်ပြနေတာလဲကွဘင်းပြောင်းနေတာတုံရဲကြော်ပြီးဆိုတာမင်းသိရဲ့လားဦးစင်းပြောတာကျုပ်ဖြစ်ရုံတော့မယုံနိုင်ဘူးဗျဦးစင်းက ချောင်းမဲလှဲ့ပြီးငလင်းဒီမှာဟဲလို့អော်လိုက်တာမှချောင်းမောဦးစင်းတွေကိုရင်တွေနဲ့ကျုံလူချောင်းသားတွေပြေးရှင်းလာကြတယ်ချောင်းသားလေးတယောက်ကတော့ရွာတယ်ပြေးထွက်သွားတယ်ဗျသူတို့ကကျုပ်ကိုတယောက်တစ်ပေါင်းနဲ့ဝိုင်းမိကြတယ်တကယ်ပဲကျုပ်ပြောသွားတာတုံးရရှိပြီဆိုပဲကျုပ်ကတော့ဘိမုံတွေစားပြီးခဏလေးအိတ်လိုက်တာပါဗျာဘလို့လုပ်ပြီးတော့တုံးရချောင်းသားလေးဆိုတာနားမလည်တော့ဘူး မကြခင်အဖကကျောင်းထဲကိုပြေးဝင်လာတယ်။ကျုပ်ကိုတွေ့တာနဲ့ဖက်ပြီးငိုတော့တယ်ဗျာ။သူတို့ပြန်ပြောတာကတော့ကျုပ်ကိုရှာတာနေရနှက်နေပြီဆိုပဲ။တချောင်းလုံးလှည့်ပဲစားပြီးသလိုတရွာလုံးလည်းနှက်နေပြီ။ရွာနီးချောက်ဆက်ကဆန်းချောင်းတွေရေကန်းတွေထဲလည်းစားပြီးပြီဆိုပဲ။နောက်ဆုံးဘလုံးမမတွေ့တော့လို့လက်ဆော့လိုက်ရတာတယ်ဗျာ။အဖကငကတော့မိအောင်ကိုတော့သွားမိသေးတယ်တဲ့။ ်တကယ်တော့ပြောတာကတော့ဘုန်းကြောင်ရဲ့အစီဘက်အရာမှရှိတယ်လို့ပြောတယ်။နောက်ဆိုကျန်ရမရတော့လို့အဖာဆောကိုတွားပြောပြတာရောမှအဖာဆောကဘာမှမဖြစ်ပါဘူးပြန်တွေးမှာပါလို့ပြောတယ်ဆိုပဲဗျ။ကျုပ်ဖြင့်ဒီဖြစ်ကို မတွေ့တတ်မိအောင်ပါပဲ။နောက်ဆုံးရဲရလူကြီးတွေအရှင်မှာကျုပ်တွေ့ကြုံခဲ့တဲ့အဖြစ်ကိုကုံစင် ပြောပြလိုက်ရတယ်။လူကြီးတွေပြောတာကတော့ကျုပ်ကိုနှောက်ဖက်တာလေဗျာ။ တချို့ကလည်းအတူရကေရွာအဖေရွာကြီးကိုရောက်သွားတာလို့ပြောရတယ်။ချို့ကတော့သမီးအိပ်ပြီးအိမ်မက်မက်နေတယ်ပဲထင်တာဗျ။အဖေကချို့ကိုဆုံးပါရဲ့။နောက်ဆိုရင်ဆရာတော်တန်ခါတော်တွေကိုရေမင်းမီလူတန်းလိုက်တဲ့အစားအစာတွေကိုအဲ့တလူခိုးရပြီးဥပပြပြမစားဖို့နဲ့စားခြင်းရောမှဥစဉ်တွေကို ပြောပြရပြီးဥစဉ်တွေဆုံးမှစားဖို့ပါဗျာကျုပ်ပြန်စဉ်းစားမိတော့မှ ကျွန်းတော့ကောင်ရောက အရှင်မပြောလိုက်တာလဲဒါဖြစ်မယ်ဗျကျုပ်ကိုနောက်တာမျိုးမလုပ်နဲ့ဆိုပြီးမှားလိုက်တယ်မဟုတ်လားတကယ်လို့ဒါကျုပ်ကနှက်ဖက်ခံရတာအတူတကယ်ရွာကိုရောက်သွားတာမှန်ခဲ့ရင်ကျုပ်ဒီဘက်လောကကို ပြန်ရောက်လာတာအဖာဆော့ခဲ့လို့ဗျကျုပ်မြင်တဲ့အတိုင်းအဖာကိုပြောပြပေးမယ်အဖာတော်မှမယုံပါဘူးဗျာဘယ်လိုလုပ်ဖြစ်နိုင်ပါလဲတဲ့အစောကသူ့အိမ်မှာသူနေနေတာ ဘလို့လုပ်ပြီးအဲ့ဒီကိုရသွားရမှလဲတယ်ဗျာဘသူပဲပြောပြောကျုပ်ကတော့ယုံပါတယ်အဖဆိုးကကျုပ်ကိုကဲခဲတာပဲအဲ့ဒါတော့ကျုပ်ဘဝမှာတကယ်ကိုဖြစ်ခဲ့ဘူးတယ်အဖြစ်မှန်တကူပါဗျာဒီเจ้าနေပြန်တွေ့တိုင်းခုထိမနစ်နေ့ကအဖြစ်ပြက်တွေကိုခံစားနေရတော့မှာပဲဒါကလည်းအဖဆိုးနဲ့ပတ်သက်တဲ့အမတ်တရားတွေအများကြီးတဲကတကူဆိုပါတော့ဗျာ ပညာတဲ့အဖွားစောနဲ့နောက်ဘခံရသူ စာစဉ်တော့ကတော့ဒီမှာတင်ပြီးဆုံးပါပြီဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလောက်သွားပြီးဘေးကနှုတ်တင်ပေးလဲနှိမ့်သွားပေးဖို့တောင်းဆိုပါရစေဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ဗျာ